မယ်ပြောမယ်ဆိုလို့ရှင်တော့ရာသီဥတုကမိုးကြီးနိုင်နေရေရှမ်းနိုင်နေမြေပြိုနိုင်နေဒါမျိုးကိစ္စတွေကျုံနိုင်နေနော်ဒါကဘယ်ချိန်ထိကျုံနိုင်တာလဲသဘာဝဘေးကဘယ်ချိန်ထိရှိနေတာလဲလို့ပြောရင်ရာဟုနဲ့စနေနဲ့ထိတ်တိုက်တွေ့ကြတဲ့အချိန်ထိဒါဟာရှိနေနိုင်နေနော်အဲ့တော့ဒီကိစ္စကသဘာဝဘေးကပြောမယ်ဆိုရင်တော့ဧပြီလတစ်လလုံးစိတ်ပူရတဲ့အနေအထားမှာရှိတယ်အဲ့ဒီထဲကမှ ဧပြီလ၈ရက်နေ့နဲ့၁၂ရက်နေ့ကတော့ပို့ပြီးတော့စိတ်ပူရတဲ့အနေအထားမှာရှိတယ်။၈ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲလို့ပြောရင်ပုတ်တူးချိုအပြောင်းလဲကြောင့်စိတ်ပူရတယ်လို့၁၂ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲ၁၂ရက်နေ့ကနေ၂၀ရက်နေ့အတွင်းမှာ Yahoo ဂျိုနဲ့စနေဂျိုဟာ crossing ဖြတ်တုံအန်တာတစ်ခုလေးမှာတွားပြီးတော့ကြားတဲ့အတွက်ကိုစိတ်ပူရတာဖြစ်တယ်ပေါ့နော်။အဲ့တော့ အဲ့ဟာရဲ့ဒီလိုမျိုးဂျိုအနေထားကြောင့်ကျမတို့ဂျုံနိုင်တာတွေကဘာလို့ဂျုံနိုင်ကြလဲဂျုံနိုင်တာလို့ပြောမှာပြောတာပါနော်လုံးဝကြီးဂျုံမဲလို့100%ကြီးကျမမပြောပါဘူးဂျုံနိုင်တာဘာလို့ဂျုံနိုင်ကြလဲဆိုရင်ရာသီဥတုပို့ပြီးတော့ပြင်းထန်လာမယ်နော်မိုးကြီးတာတို့ရေရှမ်းတာတို့မြေပြိုတာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ အေဘလာရဲ့အထူးသတိထားတဲ့အချက်တွေကိုဆရာမမေတင်ကျမပြောပြလာတဲ့ရုပ်တံနဲ့အတူငလင်ဘေးရှာဖွေကယ်ဆယ်ရေးလာကူတဲ့နိုင်ငံတကာအဖွဲ့တချို့မြန်မာကနေပြန်ထွက်ပြီးဆိုတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်မြန်မာငလင်ဘေးအတွက်ပြူကြအဆောက်အဦတွေအောက် ပိမိပိမိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ရောက်ရှိနေတဲ့နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေကထိုင်းမလေးရှားနဲ့အိန္ဒိယနဲ့စင်ကာပူနိုင်ငံတို့ကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာမြန်မာပြည်တွင်းကနေပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။မလေးရှားအိန္ဒိယနဲ့စင်ကာပူနိုင်ငံတို့ကရှာဖွေကယ်ဆယ်ရေးလာတဲ့တပ်ဖွဲ့ဝင်တွေဟာပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး မထွက်ခင်မှာစင်ကာပူနိုင်ငံကလာတဲ့အဖွဲ့ဟာသူတို့ယူလာတဲ့ရှာဖွေကယ်ဆေးလုပ်ငန်းတုံးပစ္စည်းကရိယာတွေထဲကရှာဖွေကယ်ဆေးလုပ်ငန်းတုံးပစ္စည်းကရိယာစတဲ့မျိုးကိုမနေ့ကအေပရီ6ရက်မှာလူတန်းခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးမြောက်ပြီဖြစ်တဲ့အတွက်မြန်မာမှာရှာဖွေကယ်ဆယ်ရေးလာလုပ်ပေးတဲ့ထိုင်းနိုင်ငံရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ဟာ ထိုင်းကိုပြန်သွားတော့မှာဖြစ်တဲ့အတွက်ဒုတိယစစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်းအခု9ရက်ကဂုံပြုနှုတ်ဆက်ခမ်းနားလုပ်ပေးခဲ့ကြောင်းစစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမေအောင်လိုင်ကလည်းတရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကိုမနေ့က AP 6ရက်မှာမန္တလေးမြို့မှာတွေ့ဆုံအားပေးခဲ့တယ်လို့တရုတ်တန်ယုံကထုတ်ပြန်ထားပါတယ်။ င်းတို့စင်ကာပူတို့ကကျမနဲ့ဗီဒီယိုကောပြောပြီးတော့เนาะဟိုဗီဒီယိုကောနဲ့ဘီလင်ဟောပေးစရာရှိပါတယ်အဲ့ဒီကလေးတွေကိုလည်းကျမ request လုပ်ထားပါတယ်ဒီ live လေးပြီးမှကျမတို့ကိုဗီဒီယိုကော ပေါ့နော်ဗီရင်ဟောပြစီလို့ကျွန်မ request လုပ်ထားတော့သူတို့ကလည်းအာရတယ်ဆီယမညီမဒီကိစ္စကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်အဲ့လိုကျွန်မကိုနားလည်ပေးကြပါတယ်အဲ့တော့ကျွန်မအနေနဲ့လည်းနော်ဒါ April 10ရက်နေ့ကကျွန်မတို့အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်နော်ဘာကြောင့်လဲလို့ပြောရင် April 10ရက်နေ့မှာကျွန်မတို့ဂျိုးအပြောင်းလဲတွေရှိပါတယ်နော်ဒါကြောင့်ကျွန်မ April 10ရက်နေ့ကိုအခုလဲကကျွန်မတို့ရေဒီယာလေးဂျူပြီးတော့လှုပ်ထားနိုင်လှုပ်ထားနိုင်ဖို့အတွက်ကိုကျွန်မဒီ live ကိုထွင်လာပါပုံမှန်အားဖြင့်တော့ကျွန်မကဟို9ရက်နေ့ထိကျွန်မရေဒီယာလေးကျွန်မပေးထားပြီးပြီပေါ့နော်9ရက်နေ့ထိနေ့အကောင် ါးကောင်းချောင်းညီကျွန်မပြောပြီးပြီဒါပေမဲ့၈ရက်နေ့ကိုကျွန်မက၆ရက်နေ့သို့မဟုတ်9ရက်နေ့ပေါ့နော်၆ရက်နေ့ဆိုတော့ဒီနေ့ပေါ့9ရက်နေ့ကျွန်မကျွန်မပြောရမှာပါဒါပေမဲ့၈ရက်နေ့ဟာပြောမယ်ဆိုလို့ရှင်တော့ဂျူအပြောင်းလဲတွေရှိတယ်ရှင်းရနေဟာရက်ကျန်းတည့်ရဖြစ်တယ်ပေါ့နော်ဟိုစိတ်ပူပါတယ်ရက်တည့်ရဖြစ်တယ်ဒါအပြင်မြန်မာနိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းသဘာဝဘေးတွေရှိနေတဲ့အပြင်ကိုနော်လေမုန်တိုင်းလိုဟာမျိုးနော်ငလျင်လိုဟာမျိုးနောက်ပြီးတော့ကျွန်တော်တို့လေဆင်နှာမောင်းလိုဟာမျိုးပေါ့နော်ဒါမျိုးတွေကြုံနိုင်တာရှိတယ်အဲ့ဒါကြောင့်ကျွန်မဒီရက်ကိုဒီနေ့ပေါ့နော်ဒီ live ကိုစီစဉ်ရတာဖြစ်ပါတယ်ရှင် အားလုံးကိုစိတ်ပူစေလိုတဲ့စိတ်ဆန္ဒနဲ့ပြောခြင်းမဟုတ်ပါဘူးကြိုတင်ပြီးတော့ကာကွယ်စရာရှိတာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်ကျမပြောတာပါနော်အဲ့တော့ဒီ April 10ရက်နေ့ပေါ့နော်ဒီမှာကျမတို့အဲဂျူလီအကြောင်းကိုအရင်ပြောပါမယ်ကျမတို့ဒီမေယာဒီမှာနော်ခုလက်ရှိရှိနေတာကတနင်္ဂနွေဂျူလည်းရှိတယ်တနင်္ဂနွေဂျူဆိုတာလည်းပါပဂျူဖြစ်တယ်နော် Yahoo လည်းရှိတယ်စနေလည်းရှိတယ်ပါပဂျူ၃လုံးရှိတဲ့အပြင်ကိုနော်ဘုတ်တဖူးဂျူနဲ့တောက်ကြဂျူလည်းရှိနေတယ်ပေါ့နော်အဲ့တော့ဘုတ်တဖူးဂျူက retro သွားနေတာ ရီထရိုသွားနေရနေပြီးတော့ဗုဒ္ဓဟူးချိုကဧပြီလ10ရက်နေ့မှာသူကပြန်ပြီးတော့တမပြန်သွားမယ်ဆိုပြောင်းပြီးတော့သွားမှာပေါ့နော်အဲ့လိုပြောင်းပြီးတော့သွားမယ်ဆိုရင်လေစိတ်ပူပါတယ်ဘာကြောင့်လဲလို့ပြောရင်ဗုဒ္ဓဟူးချိုရဲ့သဘောကနော်ပပချိုတွေနဲ့ပေါင်းနေဆိုရင် तू ကပပချိုတွေကိုအာပပချိုလိုမျိုးအာအာပေးတယ်ပေါ့နော်တောမချိုတွေကောင်းတဲ့ချိုတွေနဲ့ပေါင်းရင် तू ကကောင်းတဲ့ဘက်ကို तू ကအာပေးတယ်အခုသူ့နားမှာရှိနေတာကဗုဒ္ဓဟူးချိုနားမှာရှိနေတာကတနင်္ဂနွေရှိနေတယ်ပပချိုဖြစ်တဲ့တနင်္ဂနွေရှိနေတယ်ပြီးတော့စနေချိုရှိနေတယ်ရာဟုချိုရှိနေတယ်အဲ့အတွက်ဒါတွေဟာကျမတို့စိုးရင်ရမယ်အနေထားမှာရှိတယ်ပေါ့နော်ဒါဗီဒင်း အရာဆိုလို့ရှိရင်တော့ဒါအပြင်အင်္ဂါဂျူဟာနော်ဧပြီလ3ရက်နေ့မှာကြာတပတိနေ့ပေါ့နော်ကြာတပတိနေ့နနက်2နာရီ28မိနစ်မှာသူကမေထုံရာသီကနေပြီးတော့ကရကတ်ရာသီကိုသူကပြောင်းသွားတယ်အဲ့လိုပြောင်းသွားတဲ့အတွက်ကောင်းငယ်လို့နော်ပြောနိုင်ပြီမဲ့လေသူဟာဘာနဲ့ ဟိုအင်ဂါဂျူအပြောင်းနေဟာကျမတို့နော်မြန်မာကျမတို့လို့တိုင်းကြီးမြန်မာနိုင်ငံအတွက်ကတော့အင်ဂါဂျူဟာလေကျမတို့က view ဆိုင်ရတဲ့ဂျူထဲမှာပါတယ်ပေါ့နော်အဲ့တော့သူကဟာဒါတော့ကောင်းတယ်လို့ဟိုပြောလို့ရတယ်လို့ပဲနော်တချို့ကိစ္စတွေမှာလည်းအခုလိုကာလတွေမှာလည်းဒါကို view ဆိုင်ရမယ်အနေထားရှိတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုဂျူအပြောင်းလဲတွေကြောင့်ဧပြီလ10ရက်နေ့ကနေ12ရက်အတွင်းမှာကျမတို့ဂျုံနိုင်တဲ့ကိစ္စတွေကိုပြောမယ်ဆိုရင်ယာတီဥဒုဟာပို့ပြီးတော့ပြင်းထန်လာမယ်ပူတယ်ဆိုလို့ရှိရင်လည်းအရန်ပူမယ်ပြောမယ်ဆိုလို့ရှိရင်တော့ယာတီဥဒုကမိုးကြီးနိုင်တယ်ရေရှမ်းနိုင်တယ်မြေပြိုနိုင်တယ်ဒါမျိုးကိစ္စတွေဂျုံနိုင် ုင်တယ်เนาะဒါကဘယ်ချိန်ထိဂျုံနိုင်တာလဲတဘာဝဘေးကဘယ်ချိန်ထိရှိနေတာလဲလို့ပြောရင် Yahoo နဲ့စနေနဲ့ထိတ်တိုက်တွေးကြတဲ့အချိန်ထိဒါဟာရှိနေနိုင်တယ်เนาะအဲ့တော့ဒီကိစ္စကတဘာဝဘေးကပြောမယ်ဆိုရင်တော့ April တစ်လလုံးစိတ်ပူရတဲ့အနေအထားမှာရှိတယ်အဲ့ဒီထဲကမှ April 10ရက်နေ့နဲ့12ရက်နေ့ကတော့ပို့ပြီးတော့စိတ်ပူရတဲ့အနေအထားမှာရှိတယ်10ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲလို့ပြောရင်ပုတ်တဖူးချူအပြောင်းလဲကြောင့်စိတ်ပူရတယ်လို့12ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲ12ရက်နေ့ကနေ20ရက်နေ့အတွင်းမှာ ယာဟုဂျိုနဲ့စနေဂျိုဟာ crossing ဖြတ်တုံအန်တာတစ်ခုလေးမှာသွားပြီးတော့ကြားတဲ့အတွက်ကိုစိတ်ပူရတာဖြစ်တယ်ပေါ့နော်အဲ့တော့ ဲ့ဒီဟာရဲ့ဒီလိုမျိုးဂျိုအနေထားကြောင့်ကျမတို့ဂျုံနိုင်တာတွေကဘာတွေဂျုံနိုင်ကြလဲဂျုံနိုင်တာလို့ပြောမှာပြောတာပါနော်လုံးဝကြီးဂျုံမဲလို့100%ကြီးကျမမပြောပါဘူးဂျုံနိုင်တာဘာတွေဂျုံနိုင်ကြလဲဆိုရင်ရာသီဥတုပို့ပြီးတော့ပြင်းထန်လာမယ်နော်မိုးကြီးတာတို့ရေရှမ်းတာတို့မြေပြိုတာတို့ငလျင်ဆက်လက်ပြီးတော့လှုပ်တာတို့နော် မုန်တိုင်းတိုက်တာတို့ဒါမျိုးတွေဂျုံနိုင်ပါတယ်ဒါနံပါတ်1ပေါ့နံပါတ်2ကကြတော့ယောဂါကြီးဂျုံနိုင်ပါတယ်ဘာတွေလဲလို့ပြောအဆုတ်နဲ့ပတ်သက်တဲ့နော်ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါကြီးဖြစ်နိုင်တယ်လေငန်းယောဂါကြီးဖြစ်နိုင်တယ်နော်အရေးပြားနဲ့ပတ်သက်တဲ့ယောဂါကြီးဖြစ်နိုင် င်တယ်ဝမ်းနာလေးနာတွေဖြစ်နိုင်ပါတယ်เนาะအဲ့လိုမျိုးယောဂါတွေကျုံရနိုင်ပါတယ်เนาะနောက်တစ်ခုကတော့ဒါကတော့စိတ်မကောင်းစရာကိစ္စပါเนาะဒါကတော့ကျမတွေးလိုက်တာဟိုဂျူရီအားတွေကိုကြည့်ပြီးတော့တွေးလိုက်တော့ကျမတော်တော်စိတ်မကောင်းဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့အကူညီပေးနေတဲ့ကိစ္စတွေရက်တန့်သွားနိုင်တာကိုကျမတွေးရပေါ့เนาะအကူအကူညီပေးနေတာတွေအားလုံးရက်တန့်သွားနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒါကိုတွေးတယ်အဲ့တော့ဒါလည်းမကျမမပြောချင်တာလည်းလေဒါပေမဲ့လည်းအဲ့ဒါတကယ်ကိုတွေးနေရတဲ့အတွက်ကိုဘယ်လိုပြောရမလဲဟိုပေါ့ဒီကာလမှာကျမတို့ ခက်ခဲတဲ့အနေအထားတစ်ခုကိုကျမတို့အကုန်လုံးအတူတူဖြတ်တန်းကြမယ်ပေါ့နော်။ပုံစင်းနှုံးနေစားတော့ပုံနေမတိမငိမ့်ဖြစ်နိုင်တာလေတွေ့ရတယ်။နောက်တစ်ချက်ကဂျူစနေဂျူနဲ့ရာဟုဂျူရဲ့အနေအထားကြောင့်စီဝါးတွေပြက်လက်တာမျိုးကျွားတတ်ပါတယ်။နောက်စားတော့ပုံနေနော်အဓိကတော့ဈေးတွေအရန်ကြီးတက်သွားနိုင်တာကစီဝါးနဲ့ရေရေရေဈေးတွေတက်သွားနိုင်ပါတယ်။ဒါမျိုးတွေကျမတို့ကျွားနိုင်တယ်။နောက်ဆန်စီစားဆေးပေါ့နော်။ဒါတွေကလည်း ဈေးအမြင့်ပိုင်းမှာရှိပြီးတော့ချို့လူတွေအတွက်ခက်ခဲနိုင်တာတွေတွေ့ရပါတယ်နော်အဲ့တော့ဒီလိုကာလတွေမှာကျွန်မတို့ဗာပဲပြောပြောဒါနာကုတို့တီလာကုတို့ဘာဟုနာကုတို့နဲ့ကျွန်မတို့ဆက်တန်းကြမယ်ကျွန်မအဲ့ဒါတော့ကျွန်မမေတ္တာနဲ့ထပ်ပြီးတော့တိုက်တွန်းရစေအဲ့တော့ရှိရနေပေါ့နော်ဧပလ၈ရက်နေ့အားနှောင်းကူလာပြီကြော၁ရက်နေ့ဧပလ၈ရက်နေ့နှောင်းကူလာပြီကြော၁ရက်နေ့ဟာကျမတို့နော်သူကတည်စီတဲ့တေကာလဒါနာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်နေ့၁၂နာရီနောက်ပိုင်းမှာနော်ကာလဒါနာယုတ်ဆိုတာဒါလူကြီးအများကြီးကိုတည်ကြည်ပြည့်စည်စေတဲ့ယုတ်ကို အဲ့လိုရုပ်ရတာနေဖြစ်ပါလေအဲ့တော့တနေ့တာလုံးအဲ့နေ့ဟာပြောမယ်ဆိုရင်တော့ April 10ရက်နေ့ကတနေ့တာလုံးနေမကောင်းပါဘူးเนาะနေမကောင်းတဲ့အတွက်ကျွန်တော်တို့ကအထူးကိူးဆိုင်ပြီးတော့နေရပါမယ်เนาะအထူးကိူးဆိုင်ပြီးတော့နေပါဟုတ်ပြီအဲ့လိုနေမှာကျွန်တော်ကကြေရာတခုကျွန်မလောက်ထားပါတယ်အဲ့ဒါပါလဲဆိုတော့เนาะမြန်မာနိုင်ငံအတွက်ဆိုရင် April 10ရက်နေ့ကနေထွက်ချိန်ဟာ หนีถั่วฉิ่งเนาะหนีถั่วฉิ่งอ่ะมะเน่6นาทีเนี่ย14นาทีมาหนีถั่วไปเลยเออจม้าก็9นาทีเนี่ย30มะต่ายกินมาปฐมอฉิ่งมาเยเดียลุกเสียจินมาเลยเนาะหนีจ้านเนี่ยด้วยไอ้นี่มาတော့ตะเกโกเยเดียลุกเสียจินเนี่ยอหมองกาละก็တော့ตะนี่ลงอหมองกาละโหลပြောလို့ရနိုင်เนี่ยနေဖြစ်ပါတယ်အဲ့တော့ไอ้นี่มา အများစုဝိတ္တနဲ့အယောင်ကတော့အဖြူရောင်ဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်ကတော့အဖြူရောင်ဖြစ်တယ်ရေတရာအနေနဲ့မလုပ်ရမလဲလို့ပြောရင်ကျမတို့နဝင်းဆွန်းကပ်ပါမယ်နော်နဝင်းဆွန်းဆိုတာကျမတို့ထမင်းအဖြူကိုဆွန်းလို့ခေါ်ပါမယ်ဆွန်းကိုကျမတို့ကစီဆန်းစားဖြူပြီးတော့နော်ဖျားမလူပါမယ်နဝင်းဆွန်းကပ်ပါမယ်နော်လက်ဖက်ကိုတွဲပြီးတော့ကတ်လို့ရပါတယ်လက်ဖက်မှာဘာစီမှမဆမ်းဘူးဘာစားမှမဆမ်းမနဲ့ပကံအဖြူပေါ်မှာလက်ဖက်အသားကြီးပဲနော်အကျော်ရပါရင်မထိတ်ဘူးလက်ဖက်အသားကြီးတင်ပြီးတော့ကတ်ပါမယ်အဲ့ဒါလေနဝင်းဆွန်းပါမယ်နော်နဝင်းဆွန်းကပ်ပါမယ်ပြီးတော့ကျမတို့အဲ့ဒီမှာကျမတို့ကမုတ်အနီးအောင်မုတ်ကြီးဆိုတာအနီးအောင် င်ရှိတဲ့မုတ်ရှစ်ခုကိုကျမတို့လှူဒန်းပါမယ်နော်တခါလေးတွဲပြီးတော့ကပ်ပါမယ်မှတ်ထားပေးပါနော်အနီအောင်ရှိတဲ့မုတ်ရှစ်ခုဘာအောင်အနီအောင်ရှိရင်ရပြီနော် အနီရောင်ရှိလဲမဟုတ်ရှစ်ခုမှချိုးချင်းအနီရောင်လေးရှစ်ခုလေးရတယ်နော်ကျမဆိုရင်ဘာလုပ်လဲဆိုတော့ဝေဖာအနီရောင်လေးရှစ်ခုဝေဖာကိုဝေဖာတစ်ချက်ကိုကျမအနီရောင်ဟိုပါပေါ့ဝေဖာအနီလေးကိုရှစ်ခုပြောင်းလုပ်တယ်ပေါ့နော်အဲ့ရှစ်ခုဆိုရင်ရပါတယ်ဟုတ်ပြီအဲ့ဒါပြီးတော့ကျမတို့ဘာလုပ်မလဲပေါ့နော်ကျမအဲ့နေ့ကနေ၈ရက်နေ့ကနေပြီးတော့၁၂ရက်နေ့အထိလုံးဝမင်းအတိတ်ထံဟိုကျမပြောပါမယ်နှစ်ကျမပြောသလိုပဲနဝင်းဆုံးကတ်မယ်နော်လက်ဖက်လှူမယ်နောက်ပြီးတော့မုံမုံနီမုံအနီရောင်မုံလှူပါမယ်အဲ့ဒါကအင်္ဂါနေ့မှာပြီးရင်ကျမတို့ကဘာလုပ်မလဲလို့ပြောရင် နော်တတနဂုံကိုကျမတို့ဒီပါဖះရှိခိုးမယ်ပေါ့နော်ကျမပြန်ပြောပါမယ်နော်ဖះရှိခိုးမယ်ဖះရှိခိုးဖះမရှိခိုးခင်မှာကျမတို့ဘာလုပ်မလဲလို့ပြောရင်ဖះရှင်ကိုအလင်းတိုင်နော်အလင်းတိုင်၃တိုင်အမွှေးတိုင်၅တိုင်ပူဇော်မယ်အလင်းတိုင်၃တိုင်အမွှေးတိုင်၅တိုင်ပူဇော်မယ်ပြီးကြေးဖလားလေးရှိတယ်ဆိုရင်ကြေးဖလားလေးတစ်လုံးထဲမှာဖះောင်းတိုင်တစ်တိုင်ကိုကျမတို့မိထုံးမယ်ကြေးဖလားထဲမှာဖះောင်းတိုင်တစ်တိုင်ထည့်ပြီးတော့ဖះဆင်ပေါ်မှာအရင်ဦးဆုံးပူဇော်ပြီးတော့မိထုံးပါမယ်နော်ပြီးလို့ရှိရင်အဲ့ဒီဖះောင်းဒီဖះောင်းတိုင်ထွန်းထားတဲ့ကြေးဖလားလေးကိုကျမတို့ကနော်ရေကန်ကိုရဲ့ ကိုဘေးနားမှာပဲရေစလုံးပဲဖြစ်ဖြစ်နော်ဒီဟိုဟိုပေါ့ရေစလုံးပဲဖြစ်ဖြစ်နော်ရေအိုးပဲဖြစ်ဖြစ်နော်တခုခုထားထားပါအဲ့ဒီမှာအဲ့ဒီခုနဂျေဖလားလေးကိုပူစော်ပြီးမှနော်အဲ့ဒီဇလုံးလေးကိုကျွန်တော်တို့ပြန်ပြီးတော့ပြောင်းထည့်မယ်နော်အဲ့တော့ဆက်ဖျားမှာပူစော်နေတဲ့အချိန်မှာတော့အဲ့ဒီဂျေဖလားလေးထဲမှာဖျားနဲ့တစ်တိုင်းထုံးပြီးတော့ပူစော်ထားမယ်ဖျားရှင်ကိုဖျားနိုင်သုံးတိုင်းပူစော်ထားတာတက်တက်အမွှေးတိုင်း၅တိုင်းပူစော်ထားတာတက်တက်နော်အဲ့လိုပူစော်ထားပြီးပြီဆိုရင်ကျွန်တော်တို့ စွန်းနေလဲကပ်ပြီးပြီဖះရှိခိုးမယ်ငါးပါးတီလာကိုတိတ်တိတ်ချာချာယူပါမယ်ငါးပါးတီလာကိုတိတ်တိတ်ချာချာယူပြီးရင်တရဏဂုံတီးပါမယ်တရဏဂုံကိုကျမတို့ပတိတစ်ပတ်စိတ်လိုက်မယ်နော်ဗုဒ္ဓံတရဏကိသာမိဓမ္မံတရဏကိသာမိတန်ခံတရဏကိသာမိနော်ကလုံးချလို့ရတယ်ဗုဒ္ဓံတဏ္ဍာန်ကိသမိဓမ္မံတဏ္ဍာန်ကိသမိတန်ခံတဏ္ဍာန်ကိသကလုံးညစီချသွားလို့ရဗုဒ္ဓံတဏ္ဍာန်ကိသမိဓမ္မံတဏ္ဍာန်ကိသမိတန်ခံတဏ္ဍာန်ကိသ ဆိုပတိတပတ်တိအောင်စိတ်ပါမယ်အဲ့လိုပတိတပတ်တိအောင်စိတ်ပြီးပြီဆိုရင်တံပုတ်တွေကို36ခါပူဇော်ပါမယ်တံပုတ်တွေ36ခါပူဇော်မယ်တံပုတ်တွေ36ခါပူဇော်ပြီးပြီဆိုရင်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်ပါမယ်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်မယ်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်ပြီးပြီဆိုရင်မေတ္တာတုတ်ကိုကျမတို့28ခေါက်ပူဇော်ပါမယ်မေတ္တာတုတ်ကိုကျမတို့28ခေါက်ပူဇော်ပြီးပြီဆိုရင်ကျမတို့ကနမင်းကြီး၄ပါးကိုမေတ္တာပို့ပြီးတော့ကျမတို့ဆုတောင်းပါမယ်နော်ဘလို့ဆုတောင်းမလဲဆိုတာကျမအခုပြောပြပါမယ် အရှိဘရဲ့နိုင်ရှိသောတထရထနမင်းကြီးကျမ်းပါပါစီချမ်းသာပါစီ ဖုံးတူများလဲတိုးတက်ပါစီအရှိရမှာတထရထနမင်းကြီးတောင်ရဲ့နိုင်ရှိသောဝိဟုတကနမင်းကြီးကျမ်းပါပါစီချမ်းသာပါစီ ဖုံးတူများလဲတိုးတက်ပါစီနော်ပြီးရင်အနောက်ရက်မှာဝိယူပခနမင်းကြီးကျမ်းပါပါစီချမ်းသာပါစီဖုံးတူများလဲတိုးတက်ပါစီမြောက်ရက်ကကုဝေယနမင်းကြီးကျမ်းပါပါစီချမ်းသာပါစီဖုံးတူများလဲတိုးတက်ပါစီ ဲ့လိုမြေတာပို့ဆူတောင်းပြီးပြီဆိုရင်နမင်းကြီးတို့နမင်းကြီးများရဲ့မဟာကျူးနာတော်ဖြင့်တဘာဝဘေးများကင်းဝေးပြစေတတဝါတွေပေါ်မှာတဘာဝဘေးများနော်မကြောက်စေပဲဘေးအန္တရာယ်များကင်းဝေးစေဖို့ကျွန်ုပ်ကမြတ်တာဖို့ဆုတောင်းပါတယ်ဆိုပြီးတော့နမင်းကြီးလေးပါးကိုအဲ့ဒီလို၃ချိန်တိုင်းတိုင်းယူပြီးတော့နော်ကျမတို့အဲ့လိုဆုတောင်းပါမယ်နော်နမင်းကြီးများရဲ့မဟာကရုဏာတော်ဖြင့် နော်တဘာဝဘေးများမှတဘာဝဘေးအန္တရာယ်များမှကင်းဝေးပြစေကင်းဝေးစေဖို့စောင့်ရှောက်ပေးပါလို့လည်းဆုတောင်းလို့ရတယ်နော်ဒါကျမတို့ကအရင်ဆုံးတော့နော်ဟိုကျမချမ်းသာစေဖို့အတွက်ကျမတို့ကဒါမြစ်တာပို့မယ်ပေါ့နော်ကျမပါစီချမ်းသာပါစီဖုန်းကူတိုးပါစီဒါတွေပို့ပြီးရင်ကျမတို့နော်နတ်မင်းကြီးတွေကိုစောင့်ရှောက်ပေးဖို့နော်အဲ့ဒီလိုမျိုးကိုကဆုတောင်းလို့ရပါတယ်နော်အဲ့တော့ဟုတ်ပြီအဲ့လိုလုပ်ပြီးပြီနတ်မင်းကြီးတွေကိုနော်အဲ့ဒီလိုလုပ်နေရင်နဲ့မှအတိတ်ဆိုးနမိတ်ဆိုးတွေနဲ့ကြုံလာတယ်ဆိုတာရှိတတ်တယ်နော်အဲ့လိုမျိုးလုပ်နေရင်ဒါကတော့မနေ့ပိုင်းမှာလုပ်ပြီးသွားပြီဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာလေးနေတာပဲ ဖြစ်ဖြစ်အတိတ်ဆိုးနမိတ်ဆိုးတွေကိုကတခုခုမြင်လိုက်ရတာပဲဒီအဲ့လိုကြုံခဲ့ရင်နော်ဘာပရိကြီးဆက်တတ်တော့ရွတ်ပါမယ်ဒါပေမဲ့တချို့ကပရိကြီးဆက်တတ်တော့လုံးရွတ်ဖို့ပြင်းတဲ့လူတွေရှိတယ်နော်အဲ့ဒါဆိုရင်ကျွန်မကဘာတော့ကိုရွတ်စေချင်တယ်လဲလို့ပြောရင်နော်ခန္ဓာတော့ရဲ့ပုပ္ပနာတော့ရဲ့အဲ့ဒီတော့နှစ်ခုကိုတော့ဖြစ်အောင်ရွတ်ပေးပါနော်ခန္ဓာတုံနဲ့ပုပ္ပနာတုံအဲ့တုံနှစ်ခုအရင်ပရိကြီးဆက်တုံကိုယူရမှာပြင်းနေဆိုရင်ခန္ဓာတုံနဲ့နော် ပုပ်ပနာတုတ်ကိုတော့အဲ့တုတ်နှစ်တုတ်ကိုတော့ဖြစ်အောင်ရွတ်ပေးပါကျမကမြေတားရက်ခံနေပြီးတော့ဓာတနာပရိတ်ကိုလည်းနေ့တိုင်းပူဇော်ပေးပါနော်ဟာဆီယမကပရိတ်ကြီးဆက်ဆက်တုတ်ပူဇော်ခိုင်းနေဓာတနာပရိတ်ပူဇော်ခိုင်းနေလို့ကျမကိုအဲ့လိုမြင်နိုင်ပါတယ်ဒါပေမဲ့ကျမတကယ်ကိုဓာတနာပရိတ်ရဲ့အစွမ်းတကူကိုလည်းကျမယုံကြည်တယ်အဲ့လိုပဲနော်မြေတားတုတ်နော်ကျမကိုလေဟိုကျမတခုကျမသိသွားတာတခုရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီဘလိုမျိုးပေါ့နော်ဒီသဘာဝဘေးတွေကိုကျမတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဘလိုမျိုးနီးနေနော်ကျော်လွားနိုင်တယ်လေ နော်ဂျိုစီဂျိုနေမကောင်းတဲ့အခါမှာကျမတို့ကနော်ဂျိုစီဂျိုနေမကောင်းတဲ့ပုပ္ပနာတုတ်ပရိတ်ကြီးဆက်တုတ်ကျမတို့ကပူစောတယ်ဒါမှန်တယ်ဒါပေမဲ့တချို့ကြတော့ပရိတ်ကြီးဆက်တုတ်ပူစောဟုတ်တော့တချို့လူတွေအတွက်ခက်ခဲတာမျိုးရှိတယ်။အဲ့လိုလူတွေအတွက်ကဘာဟိုဟွာဖြစ်စေတလဲလို့ပြောရင်ကျမစਿੱတဘာဝနာပွားတာကအထီရောက်ဆုံးနေနော်။ဂျိုစီဂျိုနေမကောင်းဘူးနော်။ရောက်လာနိုင်တဲ့ဘေးတွေမကြုံရတော့ဘူး။အဲ့ဒါကျမကိုတွေ့ တကယ်ပါနော်ကျမ2022ကမှစပြီးတော့ကျမမေတ္တာဘာဝနာပွားပါတယ်အဲ့လိုပွားတဲ့အချိန်ကနေစပြီးတော့ကျမပွားတဲ့အခါမှာ32ပုံကိုမေတ္တာပို့တဲ့နီးနဲ့ကျမတနည်းကိုမေတ္တာတုပ်ကို32ခေါက်ပွားတာပါနော်တနည်းကိုမေတ္တာတုပ်32ခေါက်ကျမပွားတယ်ပြီးမှကျမကနော်တရားထိုင်လို့မေတ္တာဘာဝနာပွားတဲ့နီးကိုလောက်တာပထမဦးဆုံးတော့ကျမတရားတန်းပြီးတော့တရားမထိုင်နိုင်ပါဘူးအဲ့ဒီမေတ္တာတုပ်ကိုတနည်းကို32ခေါက်ပူဆောင်တာပဲပွားများတာပဲရှိပါတယ်နော်အဲ့တော့အဲ့ဒီလိုပွားတဲ့အကျိုးကျေးဇူးကဘာဖြစ်တယ်လဲလို့ပြောရင်ကျမသူယုံမာတွေနဲ့ဝေးဝေးလာတယ်နော်ကျမအဲ့ဒီမေတ္တာဘာဝနာပွားပြီးနောက်ပိုင်းမှာကျမတွေ့သမျှလူကောင်းနေကြီးပဲ နော်တကယ်ကိုကျမတွေးသမျှကြုံသမျှအကုန်လုံးကလူကောင်းလေးကြီးပဲတွေးလိုက်တာနဲ့ကျမကိုကူမယ်ကူညီမယ်ဆိုတဲ့လူလေးကြီးပဲအဲ့လိုလူမျိုးတွေနဲ့ပဲကျမတွေးပါတယ်နော်အဲ့ဒါဟာတကယ်ကိုမြတ်တာဘာဝနာပွားတဲ့အကျိုးကျေးဇူးလို့ကျမလေးလေးနက်နက်ယုံကြည်တယ်အဲ့ဒါကြောင့်နော်ချက်တော်သူများလည်းမြတ်တာဘာဝနာကိုပွားပေးပါဒါဒနာပရိတ်ကိုလည်းပူဇော်ပေးပါကျွန်မဒါဒနာပရိတ်ကိုကျွန်မမေ့နေတာတော်တော်ကြာပါပြီဒါပေမဲ့ကျွန်မဖေဖေကဒါဒနာပရိတ်ကြောင့်မီးကွင်းခဲ့ဘူးလေနော်ကျွန်မငငယ်တုန်းကကျွန်မဖေဖေကဒါဒနာပရိတ်ကိုငငယ်လေးတည်းကကျွန်မပူဇော်တတ်တယ်ဖေဖေကပြောတယ်တမီးဒါဒနာပရိတ်ကနော် ပူဇော်ရတဲ့အကျိုးကျေးဇူးတွေရောအ내အတိတ်တွေရောငငယ်လေးတဲ့ဖဖေကကျွန်တော်တို့မောင်မမတွေကိုပြောပြရတယ်သင်ပေးခဲ့တယ်။ဒါကြောင့်လည်းဖဖေကိုယ်တိုင်နော်ဖဖေနဲ့သူ့ရဲ့တပည့်လေးအတူတူနော်ဟိုဖဖေကမီးမီးချစ်ကနေမီးပြနေတယ်။သူ့တပည့်လေးကဖဖေနားမှာဟိုအလုပ်ဖဖေစီကနေရှေ့နေပညာသင်တဲ့တပည့်ပေါ့နော်။ဖဖေတပည့်ကဒီလိုမျိုးဟိုမီးအိမ်လေးကိုသူကရေနံစီရေနံစီလောင်းခဲ့တာနော်အဲ့ဒီအချိန်မှာမီးကဖဖေနဲ့တော်တော်ဝေးပါတယ်။မီးကဘယ်လိုဖြစ်လဲဆိုတော့မီးကထပ်ပြီးတော့ဟာတယ်ရေနံစီနဲ့ဒီဟိုဘက်မီးနဲ့ဆိုတော့တွေ့တော့အဲ့မီးကလေဖဖေအမှန်တော့ဖဖေကိုဖတ်ရမှာ။ ဖတိကိုမဆက်ဘဲနဲ့ဖတိကိုကြော်ပြီးတော့အဲ့ဒီအကိုသွားပြီးတော့ဟတ်တာပေါ့နော်ဟာအဲ့တော့လေကြည့်လိုက်တာအဲ့တော့ဖတိကလေဩတဲ့ဒါတော့ဖဖဖြစ်ရမှာပေါ့နော်ဒါဖဖကသူကဒါဒနာပရိတ်ကိုအငြင်းတန်းပူစော်တယ်ဒါဒနာပရိတ်ပူစော်တယ်ဒါအကျိုးပေါ့နော်အဲ့တော့ကျမကလည်းမေတ္တာရက်ခံခြင်းနဲ့ဒါဒနာပရိတ်ကိုပူစော်ပါလို့ကျမကမေတ္တာရက်ခံခြင်းနဲ့နော်အဲ့တော့ဆက်ပြီးတော့ကျမပြောပြစီနော်အဲ့တော့ခုနကပြောတဲ့အတိတ်တန်ပေါ့နော်အဲ့လိုပူစော်ပြီးပြီဆိုရင်စောစောတုန်းကကျမပြောခဲ့တဲ့နော်ရေကွက်ထဲကြီးကွက်ထဲမှာကျမတို့ထည့်ထားတဲ့ကြီးကွက်ထဲမှာထည့်ထားတဲ့ဖျောင်းနိုင်လေးထွန်းထားတဲ့နော်ဒီကြီးပလားလေးကိုရေအိုးကိုနားမှာရှိတဲ့ရေ အိုးသို့မဟုတ်ရေပုံးထဲမှာထည့်လိုက်ပါထည့်လိုက်တဲ့ခါကျတော့ तू ကပုံနေအောင်ထည့်ပါနော်အဲ့လိုထည့်ပြီးပြီဆိုရင်ကိုကဘာပြောရမလဲဆိုရင်နော်တဘာဝဘေးကင်းကြပါစေနော်ခုနှစ်သားသမီးတွေတဘာဝဘေးကင်းပါစေတတဝါတွေတဘာဝဘေးတံမှလုကင်းပါစေကို့အတွက်ကိုဆူတောင်းစရာမလိုဘူးအဲ့လိုမျိုးဆူတောင်းပေးပါနော်ဒါကဆူတောင်းပေးတဲ့လူများရင်များသလားကျမတို့ဒီတဘာဝဘေးကိုကျမတို့နော်ကြော်လွှားနိုင်ပါလိမ့်မယ်နော်အဲ့တော့ကျမဟိုကျမဒါကိုနော်ကျမ ဘယ်လိုပြောရမလဲအပေါင်းဆုံးကျမတို့ဟိုဖြတ်ကျော်နိုင်ဖို့အတွက်ဆိုရင်ကျမတို့မှာတခြားအားကိုးစရာလည်းမရှိပါဘူးเนาะဒီလိုမျိုးမင်းဆိုမင်းညစ်တွေနဲ့ကျမတို့ကြုံနေရတဲ့ကာလမှာเนาะအဲ့တော့ကျမတို့ရဲ့ဒါနသီလဘာဝနာကိုပဲကျမတို့အားကိုးကြမယ်เนาะဒါနသီလဘာဝနာကိုအား